ကဲနောက်တစ်ခုပန်းပန်းကတ်တယ်ဆိုတဲ့ကြားရတဲ့အခါကျတော့ပန်းဆိုတာအချိန်ကာလသတ်မှတ်ချက်လုံးဝမရှိဘဲအချိန်မဆိုကတ်လို့ရတယ်အဲ့ဒီမှာလဲမေးစရာမေးခွန်းလာတယ်ပေါ့ဖယောင်းပန်းကတ်တာဘာရွယ်ချက်နဲ့ကတ်တယ်လဲဒါမေးလို့ရပြီဟုတ်ပြီနော်တက်တော့တင်ရှားဖယောင်းရည်ရွယ်ပြီးတော့ပန်းကတ်ပါပြီတဲ့ဒီပန်းကတ်တာဘယ်ရွယ်ချက်နဲ့ကတ်တယ်လဲဖယားပန်ဖို့လားဖယားရှူဖို့လားနန်းဖို့လားမေးလို့ရမရ ရိုးရိုးရှစ်ပါးသီလထိမ့်နဲ့နေကြရင်တော့မာလာဒါရဏပန်းမပန်ရဘူးဟုတ်တယ်လားဂန္ဓဝိလေပနစသည်ဖြင့်အမွေးနှံတာတွေလိမ့်ချေတာတွေမျက်ရှူတာတွေမလုပ်ရဘူးဆိုပြီးတော့ဖျားကြတော့ဘာကြောင့်ပန်းကတ်တလဲလို့ကို့ဘာသာတွင်းကတန်းငယ်သမီးငယ်တွေလည်းမေးလို့ရတယ်လို့ဘာသာကြားတွေဘက်ကောမေးလို့ရမရဒါဆိုတော့ကျမတို့က ဖះကိုပန်းကတ်တာဘာရွယ်ချက်မှမသိတော့ပန်ဖို့လားဆိုလဲမဟုတ်ဘူးနန်းရှူဖို့လားဆိုလဲမဖြစ်နိုင်ဘူးဒါဆိုဘာရွယ်ချက်နဲ့ကတ်တယ်လဲဆိုတာကိုယ်လည်းစနစ်တကျတိထားဖို့လိုမလို့ကဲဓမ္မမိတ်ဆွေတင်ပူပြီးသားသူများလုံးဝမဖြေပဲနဲ့မတင်ရသေးသောသူများနဲ့ကျမနဲ့ဆွေးနွေးကြစို့တင်တန်းဆိုတော့ပွဲမဝေအပြင်ကကျင်းပတင်မူပြီးသားသူများတီးပြီးသားသူများလုံးဝမပြောဘဲနဲ့ကုညီပါနော် ကဲကျမမေးပါရစေဖះကိုပန်းကတ်တာဘာရည်ရွယ်ချက်နဲ့လဲမေးပြီလေပန်ဖို့လည်းမဟုတ်ဘူးရှူဖို့လည်းမဟုတ်ဘူးနမ်းဖို့လည်းမဟုတ်ဘူးဆိုဘာရည်ရွယ်ချက်နဲ့ပန်းကတ်ပြောကြည့်အောင်ဆရာလောင်းမြဆရာမလောင်းမြဟုတ်ရဲ့လားဟုတ်ရဲ့လားအိမ်တွင်းသာသနာပြုမဲ့ပုံကိုယ်တွေရောဟုတ်လားဟုတ်တယ်နော်အိမ်တွင်း ရက်ွက်တွင်းမြို့ရွာတွင်းတိုင်းပြည်တွင်းနိုင်ငံတွင်းသာသနာပြုမှာမဟုတ်ဘူးလားကဲဖြေပါဦးသူများမေးပြီတဲ့ကဲမင်းတို့ဖျားကိုဘာကြောင့်ပန်းကတ်တာလဲမေးပြီကဲဘလို့ဖြေမလဲရှင်းရှင်းဖြေပါရေရဲဖြေပါမှားလဲကိစ္စမရှိရှင်းရှင်းရှင်းပြောကြည့်ပါအနက်နဲ့ပူဇော်တာ။ဟိုအနောက်ကဓမ္မမိတ်ဆွေဖြေတာကျမမကြောက်ရှင့်။ ဩတရားနာပြိတ္တရဲ့လူနဲ့ပြောင်းဟောဟုတ်ပါပြီဟုတ်ပါပြီဟုတ်ပါပြီဒါဆိုဖခင်ကလည်းလူပဲမဟုတ်ဘူးလားဖခင်ကလည်းလူပဲဆိုလူနဲ့တော့ထူးနေမှာရောမထင်ပါဘူးလေကဲနောက်ဖြေပါဦးအစင်းနဲ့ပူဇော်တာဩအစင်းနဲ့အနံ့နဲ့ပူဇော်တာအစင်းနဲ့ပူဇော်ဆိုဖခင်ကပန်းလှလှလေးကိုထိုင်ကြည့်ပြီးတော့လှလိုက်တာလှလိုက်တာလှလိုက်တာလို့အဲ့လိုကြည့်မှလားအနံ့နဲ့ရောအနံ့ရှူမှလား မရှူမရှူလည်းမရှူဟုတ်ကဲ့ပန်းဆိုတော့အစင်းလည်းရှိတာဗောအနံ့လည်းရှိတာဗောအမှန်တာဗောဒါပေမဲ့ဘာရွယ်ချက်နဲ့ပူဇော်လဲလို့မေးစိတ်ချမ်းသာကြည်လင်ဘယ်သူစိတ်ချမ်းသာကြည်လင်ဖို့ဖရာလားကိုလားအကိုစိတ်ချမ်းသာကြည်လင်ဖို့ဖရာကျောင်းဆောင်မှာပန်းလာထိုးထားပါလားไอ้ตั้วนี่จี้พะย่ะไม่เห็นเนาะอู้เอ้ตั้วนี่บะโลท้วท้าซะแล้วดิโลแล้วจี้เนาะห่มล่ะ အဲ့ဒါလည်းမဟုတ်ပြန်ဘူးကဲဖြည့်ကြည့်ပါဦးရှင်ပြေးပါအောင်ပြောပါအောင်ချိန်ကုန်သွားမယ်အဲ့ဒါပေါ့နော်ကျမတို့မေးလာရင်လေကျမတို့မပြောပြတတ်ဘူးခက်ခက်မနေဘူးလားအဲ့ဒါသူများနင်းနင်းနန်နာပြောလိုက်ရင်လေစိတ်တွေဆိုးရောကျမတို့ကရံပြန်ဖြစ်ဖို့ပဲရှိမရှိရှိတယ်ပေါ့တို့ဖရားတွေကတချို့ဆိုပြောတယ်တို့ဖရားမှာပုံတော်မရှိဘူးဟုတ်လားမင်းတို့ကတစ်သားကြီးကိုထုထားတယ်တစ်သားတော်ကြီးကိုးွယ်တာ ကြောက်တုံးကြီးကိုးကွယ်တာအဲ့လိုပြောရင်ခံလားမခံရအောင်လားခံရတယ်တို့ဘုရားမှာပုံမရှိတို့ဘုရားအပေါ်မှာပဲအဲ့လိုပြောတာတွေရောမရှိဘူးလားတကယ်လဲတခြားဘာသာတွေမှာဖရာပုံမရှိဘူးဖရားကောင်းငင်မှာပဲရှိတယ်။မင်းတို့ဗုဒ္ဓဘာသာတွေကြတော့တတုံကြီးကိုးကွယ်တာ၊ကြောက်တုံကြီးကိုးကွယ်တာလို့ပြောမပြောပြတတ်ဘူး။အဲ့ဒီအတွက်လည်းဖြေတတ်ရမယ်နော်။တတုံကြီးကြောက်တုံကြီးကိုကိုးကွယ်တာမဟုတ်တတုံနဲ့ကြောက်တုံနဲ့ဖရားရဲ့ပုံကိုထုထားတယ်။ဖရားပုံစင်မဟုတ်ဘူး။ ရုပ်တုတော့စင်းတုတော့ဒါဖြေရမယ်ကဲဟုတ်ပြီဒါဖြေတတ်ပြီခုနကလည်းစွန့်ကတ်တာလည်းသူများမေးလို့ရတယ်နော်အခုပန်းနဲ့ရောက်ပြီကဲဖះကိုပန်းကတ်တာဘာယူရကျင်းနဲ့လဲဖះမွေးဖို့လည်းမဟုတ်ဘူးဖះရှုဖို့လည်းမဟုတ်ဖះလည်းဒီပန်းလေးကိုထိုင်ပြီးတော့လည်းမကြည့်နေဘူးဓမ္မမေးဆွေများဘာယူရကျင်းနဲ့လဲဆိုတော့ကျမပဲဖြေတော့မယ်ဟုတ်ပြီနော်ပန်းဆိုတာဒီ ဘယ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ဒီပန်းလေးများသည်ရလာပြီဆိုနှစ်သက်မြန်နိုးလားမနှစ်သက်မမြန်နိုးလားတယောက်တယောက်ပန်းလေးတွေပေးတယ်ဆိုတာမုန်းလို့ပေးတာလားချစ်လို့ပေးတာချစ်လို့ပေးတာ ဟုတ်တယ်လားပန်းဆိုတာဒီချစ်မြန်နိုးမှုရဲ့တင်ကြတာဟုတ်ရဲ့လားချစ်မြန်နိုးကိုယ့်ရဲ့ချစ်မြန်နိုးမှုကိုပေါ်ပြတဲ့အနေနဲ့ဒါကိုဖျားကိုပန်းပေးတာပန်းလှူတာ န်းလေးများအမျိုးသမီးများပေါ့ကျွန်တော်တို့အမျိုးသမီးများပန်းလေးများလာပေးတယ်ဆိုတာချစ်သူကပေးမှာလားမုန်းသူကပေးမှာလားချစ်တဲ့သူကလာပေးတာပေါ့ချစ်တဲ့သူကပန်းလာပေးအဲ့ဒီပန်းကိုခြေမမှာညှက်မလားခေါင်းမှာပန်းလားခေါင်းဆိုတာ ကိုယ့်ရဲ့ဒီကိုယ်လုံးမှာအမျက်နိုးဆုံးသောအရာခေါင်းဆိုတာလူတိုင်းကကြိုက်နာမကြိုက်တယ်လို့ခေါင်းကလည်းသပင်းလိုနေရာမျိုးကလူတိုင်း ကြိုင်တာမကြိုက်ကြဘူးဟုတ်ရဲ့လားအဲ့တော့အမျက်နှိုးဆုံးလာပေးတဲ့ပန်းကိုလေမြင်လို့ပါတယ်လို့ပြန်ပြီးတော့သင်္ကေတပြုခြင်းဘာလို့ရလဲခေါင်းမှာပန်နေခေါင်းမှာကျွန်တော်တို့လိုသပင်တိုနေတော့ပန်လို့မရရင်မှာထိုးတယ်ဟုတ်တယ်လားဒါကြောင့်ပန်းပေးတယ်ဆိုတာချစ်မြတ်နိုးမှုရဲ့သင်္ကေတဖြစ်၍တန်းလက်ခံတဲ့သူကလည်းမြင်လို့ဆိုတာရှိလားမရှိဘူးလားဒါကြောင့်ကျွန်တော်တို့ လူမျိုးတိုင်းဘာသာတိုင်းမှာဒီတိုင်းရှိပါတယ်ခုနလိုမွေးနေလို့နေရာမျိုးဆိုရင်လေဟဲ့လားပန်းလက်ဆောင်မပေးဘူးလားဒါဒီအပြောပါစေမျက်နှာမှုကိုသင်္ကေတပေးတယ်ပန်းချင်းလေးတွေပေးတယ်ပန်းစည်းလေးတွေပေးလားမပေးဘူးလားကိုရီးယားကားတွေခေစားနေတော့မပန်းလေးများပါလိုက်ဖွဲ့ပြီးတော့များပေးလိုက်သဘောကြမကြကြတာပဲပန်းစည်းလေးတွေပန်းချင်းလေးတွေပေးကြတယ်နောက်တစ်ချက် မွေးနေလို့မဟုတ်ပဲနဲ့နေထိုင်မကောင်းဖြစ်ပြီးဆေးရုံတွေပါတက်နေရရင်လေကျမတို့ကပန်းလက်ဆောင်လေးနဲ့ပြလားမပြလားစိတ်ကြည်လင်ပါစေဆိုပြီးတော့ပို့တယ်နောက်ဆုံးပေးသွားပြီတဲ့ပန်းဂွေတို့ပန်းချင်းတို့မပေးကြဘူးလားဒါဒီအကုန်လုံးဒီตาရေးမှာဖြစ်စေနာရေးမှာဖြစ်စေပန်းဆိုတာချစ်မြတ်နိုးမှုရဲ့သင်္ကေတပါဒါကြောင့်ကျမတို့ရဲ့ဂျေဇုတော်ရှင်မြတ်စွာဘုရား ကျမတို့ဘလောက်တောင်ချစ်ခင်လေးစားမြင်လို့တယ်ဆိုတာပေါ်ပြတဲ့အနေနဲ့အမွန်မြန်ဆုံးလှပဆုံးပန်းလေးတွေကိုဖယားမှာပူဇော်ခြင်းဖြစ်ပါတယ်ဖယားရှူဖို့လည်းမဟုတ်ပါပန်ဖို့လည်းမဟုတ်ပါဖယားစိတ်ချမ်းသာစေဖို့လည်းမဟုတ်ပါကိုယ်စိတ်ချမ်းသာစေဖို့လည်းမဟုတ်ပါကိုယ်မြန်လို့မှုသင်္ကေတပြုတာပါဒါကြောင့်ဖယားမှာပန်းလို့တဲ့အခါမှာတက်တော်တင်ရှာမြတ်စွာဘုရားတို့စွာမြို့ကြီးပြကြီးမှာ မပျော်ပါဘူး တော်ရဲမှာပဲသတင်းသုံးတဲ့အခါပန်တော်ကြီးဟုတ်အလားဝိဇာကသတင်းမကြီးလှူလိုက်တဲ့ပုပ္ဖာယုံเจ้าဆိုတာပန်တော်ကြီးဒီပန်းဦးရင်ကြီးထဲမှာမြတ်စွာဘုရားသတင်းသုံးနေဒီလိုနေမှာပဲလို့ကိုကပုံရိပ်ကလေးယူခြင်းရယ်လဲပန်းနေပူစော်တယ်ပေါ့ပန်းနဲ့လှူရတာလားမဟုတ်ပါဘူးစိမ့်လန်းနေတဲ့တိရွက်တွေပါလေရောလှူလို့မရဘူးလားပူနေတဲ့အချိန်မျိုးကြရင်ရှေးတုန်းကဆိုရင်ညောင်ရွယ်ကလေးတွေကိုချိုး၍ ရေအိုးလေးထဲမှာထိုးပြီးတော့တွေတွေညောင်ရေအိုးလို့ခေါ်တာအဲ့လိုလဲပူဇော်လို့ရောမရဘူးလားရတယ်ရွက်လာရွက်ကလေးတွေတပြေးရွက်ကလေးတွေနဲ့လဲပူဇော်ရင်ရောအဲနောက်ဆုံးစိမ့်စိမ့်ဆိုဆိုတရက်ရွက်လေးတွေချိုးပြီးထားရင်ရောရတာပဲတရက်တော့ထဲမှာတရင်သုံးရင်ဒီလိုနေမှာပဲကိုယ်အာယုံယူတာအဲ့တော့ဆိုလိုနေတာအေဂျင်မာစီလန်ဆန်မာစီမျက်နှာမှုနေနဲ့ဒီလိုပူဇော်ခြင်းဖြစ်ပါတယ်လို့ဖြေပေးရလိမ့်မယ် ဟုတ်ပြီနော်ဖះနန်းဖို့လည်းမဟုတ်ဘူးရှူဖို့လည်းမဟုတ်ဘူးပန်ဖို့လည်းမဟုတ်ဘူးဖြည့်တတ်ပါပြီနော်ဒါကြောင့်ပန်းလူတဲ့အခါကျရင်လဲပန်းမှာဘာရှိလဲဆိုအစင်းရှိမယ်အနံ့ရှိအစင်းဒီဝဏအနံ့ဒီဂန္ဓဝဏဂန္ဓတံပန်နန်းလို့သုံးရမယ်ဟုတ်ပြီနော်ပန်းလို့ကြတော့ပါဠိလို့ဘယ်လိုခေါ်လဲဒီနေရာမှာပုတ်ဖားလို့သုံးတဲ့အတွက်ဒီနေရာမှာဓမ္မမိတ်ဆွေများဣမံပုတ်ဖန်း ပန်းနေနဲ့ပြည့်စုံနေတဲ့ရှိတဲ့ကြောင်းလို့ပြောရင်ပုပ္ပာယုံပုပ္ပာအာယုံပေါ့ဟုတ်တယ်လားပန်းအာယုံလေးနဲ့ရှိတဲ့ကြောင်းဆိုရင်ပုပ္ပာယုံကြောင်းဒါကြောင့်ပုပ္ပန်းဤပန်းကိုတက္ကိဆံရိုးရိုးတေးတေးဖြစ်ကြောင်းပန်းဆက်ရည်လဲဇွတ်ဇွတ်ဇွတ်နဲ့မဆက်ရဘူးပန်းမှာ မလှတဲ့အရွက်တွေမကောင်းတာလေးတွေဖယ်ပြီးတော့လှလှပပပြင်ဆင်ပြီးတော့ထိုးရတယ်ပူဇော်ဒါကြောင့်တက်ကိဆန်ရိုးရိုးသေးသေး ဒေမိနိဗ္ဗာန်ရည်မှန်လူတန်းပါဤဆိုရပြီပေါ့ဒါဆိုအိဗေသိပြီเนาะကဲပူဇော်ကြည့်ရအောင်အရဟတာဒီနဝကုနေဟိအရဟံသာရှိသောကိုပါတော်ဂုံတော်သူမိတံပန္နာကတံပြေဆုံးတော်မူသောနာထံလူနာတို့ဤကိုယ်ဝေယဖြစ်တော်မူသော ဘုဒ္ဓံတတ္တိရှာတတ္တိမြုမြတ်စွာဘုရားကိုဩဒိတ်တာရီမတ်၍စေတီယတ္တဓာတုစေတီဓမ္မစေတီဩဒိ မေပုံညာအာတဝေခယာဝဟံဟောတုမေတပြီရောဤဤဒံပုံညာမေ ကျမတို့အခုပြီးသွားတာစွမ်းတော်ကတ်နဲ့ပန်းတော်ကတ်ထူးခြားချက်ကလေးတွေ့လိမ့်မယ်စွမ်းတော်ကတ်ထဲမှာပန်းတော်ကတ်ကိုပြောင်းပြီးတော့ကြည့်ရင်ပြောင်းသွားမယ်နေရာမှာစွမ်းတော်ကတ်မှာကြည့်ရင်ဝဏ္ဏကဏ္ဍရတ္တတံပဏံမဟုတ်ဘူးလားအဲ့ဒီနေရာလေးမှာပန်းကြရင်ရတ္တလေးဖြုတ်လိုက်ပြီးတော့ဝဏ္ဏကဏ္ဍတံပဏံစွမ်းကြတော့ဣမံပိဏပါဒခါဒနီယဘောဇနီယနေရာမှာ ပန်းကြတော့အီမန်ပုတ်ခွန်ဒီနှစ်ကြောင်းလေးပြောင်းလိုက်တာနဲ့ကျန်တာတူမတူဒါကြောင့်ကျမတို့ကကြက်တဲ့အခါကျရင်စွမ်းကတ်တစ်ခုပဲကြက်ပြီးတော့ပန်းကြရင်ကျမတို့ကဒါလေးပြောင်းပြီးတော့စုတန်းရင်ရသွားပြီပေါ့နော်ကဲကျမတို့ဒီနေ့တစ်ချိန်ခဏနားပါမယ်